ကျွန်တော်လည်းဆိုးတယ်အားလုံးပဲမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါတယ်ဆိုတော့စာသမားပဲကျွန်တော်ဒီကနေ့မှာတော့ message နဲ့တနေ့ပတ်သက်ပြီးနောက်ဆိုးအပ်တဲ့လေးတွေရှိပါတယ်ကျွန်တော်တို့အတင်းတိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့ဂါနာရှိုးရဲ့သူပိုင်ဆိုင်ထားတဲ့အိမ်ကိုပေါ့ဗျာအခုရောင်းချဖို့ရှိနေတဲ့ ီလိုမျိုးရောင်းချိုးဖို့ရှိနေတဲ့နေရာမှာတချို့တည်င်းဌာနတွေကပေါ့ဗျာအနာရှင်အနေနဲ့လာမင်းတွေရဲ့ဒီမှာ United အသင်းကနေထုတ်ကပိုးလုံအောင်အခြေအနေများနေတယ်ဆိုပြီးတော့လေးဖော်ပြမှုတွေရှိလာတယ်ဆိုတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ဆုံးဘယ်လိုရှိမလဲဆိုတာဆွေးနွေးကြရအောင်စာသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကလည်းဟိုအခုတလုံးမှာဆိုရင်တည်င်းတွေတင်ဆက်မှုတွေနေတယ် ဒါကလေးစာသမားတို့ရဲ့ကျွန်တော်မြန်မာနိုင်ငံမှာခုငလျင်ပေးသိပြည်သူတွေစိတ်တိကဲမှုတွေရှိနေတဲ့ပူပန်တော်ကောင်းမှုတွေရှိနေတဲ့အနေအထားတစ်ခုမှာအာဂါဇာတည်နေတဲ့သူသူပြည်ကျွန်တော်တို့ United နဲ့ပတ်သက်တဲ့တည်နေကရှင်းရှင်းပြောလို့ချင်းနေနေတဲ့မြန်မာနေအောင်ကျွန်တော်ရှော့ချနေတာပေါ့ဗျာမလိုလားပဲဟိုဗီဒီယိုတွေကြည့်ရှုမှုတွေမများအောင်အတွက်ဒါမှမဟုတ်ကျွန်တော်ကတော့ဒီဖြစ်ဖြစ်ချင်းကတော့ကိုယ်အသင်းနဲ့ပတ်သက်ပြီးတော့တတိယနေ့ကတော့တော့ရှောက်ကိုတင်ပြနေရရှိပါတယ်ကျွန်တော်အနေနဲ့ဆိုတော့အောက်ပါပြီကျွန်တော်တို့ဒီကာနာရှင်နဲ့ပတ်သက်ပြီးတော့ချွေးနေကြအောင် ကျွန်တော်အသေးတောင်ပဲကစားသမားတယောက်ဖြစ်တဲ့ကာနာရှောကဆိုရင်သူပိုင်ဆိုင်တာတွေပေါ့ဗျာ၃တသမ၉သိန်းရှိတဲ့အိမ်ကို ရောင်းရှောက်ဖို့ရှိနေတာပေါ့ဒါလည်းပဲအရင်တုန်းကဒီကျွန်တော်တို့အင်္ဂလန်မှာဆိုရင်သူမိသားစုတွေသူညီကိုမောင်နှမတွေနဲ့နေဖို့အတွက်အိမ်ကြီးကြီးသူဝေထားတာအခုသူမိသားစုကဆိုရင်လည်းပဲစပိန်နိုင်ငံမှာအခြေချဖို့စပိန်နိုင်ငံကိုသွားကြပြီဖြစ်တဲ့အတွက်သူနဲ့သူစနီးနှစ်ယောက်ပဲနေဖို့အတွက်တင်းတော်တဲ့အိမ်တစ်လုံးကိုချပေးမှုတွေရှိနေတဲ့ဒါကြောင့်ဒီအိမ်ကိုရောင်းရှောက်ဖို့ရှိနေတာပေါ့ဗျာ ဆိုဒီလိုမျိုးဟိုကာနာရှိုရဲ့အိမ်ကိုရောင်းရှောင်းမှုနဲ့ပတ်သက်ပြီးတော့တည်င်းဌာနတွေတော်တော်များများကကာနာရှိုဆိုရင်ပေါ့ဗျာနူရတီကာလာတို့တွေမှာ United အသင်းကနေထွက်ခွာဖို့အရင်မှပြတဲ့အခြေအနေများသောတွေဆိုပြီးတော့ကျွန်တော်ထင်ကြီးပေးမှုတွေရှိတယ်။ဒါလိုက်မင်းတည်င်းဌာနကလည်းဒီလိုမျိုးကျွန်တော်ဖော်ပြလာတယ်ဆိုတော့ဒါကကာနာရှင်ရဲ့အိမ်ရောင်းရှောင်းမှုအခြေအနေပေါ့ဆိုတော့ကာနာရှင်နဲ့ပတ်သက်လို့ကျွန်တော်တို့အများကြီးပြောဖို့တော့မလိုပါဘူး။ဘာလို့လဲဆိုတော့ကာနာရှင်အနေနဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ဇန်နဝါရီဇေကကာလာတွေ့ဒီအဲ့ဒီမတိုင်ခင်ပြီးခဲ့တဲ့ရာသီမှာတော့ ယူနိုက်တက်အသင်းကနေထွက်ခွာဖို့အတွက်တခြားသောဒီကလပ်အသင်းတွေကကျွန်တော်ကဲလဲမှုတွေရှိတယ်။ဟိုယူဖို့အတွက်ပြင်ဆင်မှုတွေရှိခဲ့ကြတယ်တဖက်အသင်းတွေကဘယ်မဲ့လို့အကြောင်းမျိုးမျိုးကြောင့်ဟိုယူနိုက်တက်အသင်းမှာကာနေရှိုကဟိုချိနေတာပေါ့ဗျာ။အခုလက်ရှိမှာလည်းကာနေရှိုအနေနဲ့ကျွန်တော်တချို့ဒီတည်င်းဌာနတွေမှာလည်းကျွန်တော်တွေ့ရတယ်။ယူနိုက်တက်အသင်းမှာပျော်ရွှင်နေတယ်ပြီးလို့ရှိရင်ကာနေရှိုဆိုရင်ဒီနေရာဒီကာလာတိုတီတီကျွန်တော်မက်ဆောင်နေတဲ့အသင်းကနေထွက်ခွာဖို့မရှိဘူးဆိုပြီးတော့လည်းကျွန်တော်ထည့်မှန်ပြီးတော့တည်င်းအနေထားတွေမှာဆိုတော့ကျွန်တော်တို့အသင်းဘက်ကပေါ့ဗျာတကယ်လို့ ာနာရှိုကိုဒီဇန်နဝါရီဇေကွက်မှာရောင်းမထုတ်နိုင်ခဲ့ဘူးအခုနေရာဒီကာလာတို့ဒီမှာရောင်းထုတ်ခင်းမယ်ဆိုရင်ကျွန်တော်အနေနဲ့ကတော့ဟိုကောင်းတယ်လို့ယူဆရမလားဘာဖြစ်လို့ကာနာရှိုကလက်ရှိချိန်မှာကျွန်တော်ရုံးကဲမှုတွေတော်တော်ရှိနေတယ်သူရဲ့ဒီကစားသမားတဲတဲတချောင်းမှာဆိုရင်အခုအမ်မိုရယ်လက်ထက်မှာအစိုးရဆုံးအခြေအနေတစ်ခုလို့ကျွန်တော်တို့ဆိုလို့ရတယ်ပြီးလို့ရှိရင်ဒီကစားသမားအနေနဲ့ယူနိုက်တက်အသင်းနဲ့ကစားပြီဆိုရင်အတကူကောက်ဆယ်မှုတွေကျွန်တော်တို့တွေ့လာရတယ် ဒီကစားသမားလေးကအခုမှတက်က20ပဲရှိသေးတယ်တကယ့် quality တကယ့် talent ရှိတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်သူရဲ့အခြေအနေကနောက်ထပ်ဘယ်လိုလာမလဲဆိုတာစောင့်ကြည့်ရမယ် United အသင်းမှာလည်းဒီကစားသမားဖြစ်သူကအမေကန်ဆုံးနောက်ထပ်ပုံစံကောင်းတွေပြနိုင်ရင်ပြီးလို့ရှိရင်တကယ့်ကို performance ကောင်းကနေလုပ်ပြနိုင်တယ်ဆိုရင်တော့ Emery ကစားကွက်ထဲမှာ Erwin ကဖြစ်ဖို့ပဲကိုများတယ်ကျွန်တော်တို့နေရာဒီကာလာတို့ထဲမှာကိုသိဘက်ကဆိုကစားသမားဆေးရောင်နီလောက်ထွက်ကုန်နိုင်ရှိတယ်တတဲကုံတဲ့ကစားသမားတွေပြီးလို့ချင်းအသေးနဲ့အဆင်မပြေမှုဖြစ်နေတဲ့ကစားသမားတွေ ဝိုင်လဲလို့တော့ကျွန်တော်တို့ပါဝင်ထားတယ်ပြီးလို့ရှိစီစွာစီစကီတို့တိုင်မဲ့လို့နောက်ပိုင်းအချိန်တွေတခုမှဆိုရင်ဇကီစီနဲ့ဝိုင်လဲကြမှာဆိုဇကီစီကပို့ပြီးတော့ခြေသွက်လာတယ်တကယ့်ကိုဖက်တီမူလေးကောင်းလာတယ်စောင့်ကြည့်ရမှာပေါ့ဗျာဂါနာရှိုအနေနဲ့ကျွန်တော်တို့ဒီနေ့ရသည့်ကာလာတို့ဒီမှာဒလိုင်းမင်းတတိနာနာကပေါ်ပြမှုတချို့ရဆိုရင်တကယ်လေးပဲယူနိုက်တက်အသင်းကနေထုတ်ခွာနိုင်ခြင်းရှိမလားကျွန်တော်ရဲ့ပတ်စလီတယောက်မြေပြောလို့ရှိရင်တော့ကိုအသင်းဘက်ကဒီငွေရှာဖို့လိုတယ်ပြီးလို့ရှိရင် ကိုကစားသမားတွေကိုရောင်းရှာမှတစ်ဖက်အသင်းကကစားသမားတွေကိုခေါ်ယူဖို့အဆင်ပြေမှာပြီးလို့ရှိကျွန်တော်တို့ဒီဗီဒီယိုတိုင်းမှာပြောသလိုပါပဲ PSL တို့ FFA စီမီအဲ့လိုမျိုးတွေရှိတဲ့အတွက်ဒါတွေကိုကျွန်တော်တို့ခြောင်ချနိုင်ဖို့လိုတယ်နောက်တစ်ခုကျွန်တော်တို့ကိုအသင်းဘက်ကဘန်နာရေးငွေကြေးဘက်မှာဆိုရင်လေအားနေမှုရှိတဲ့အတွက်မဖြစ်မနေကတော့ရောက်ထုံးသေးတဲ့ကစားသမားတွေကိုရောင်းချနိုင်ဖို့လိုတယ်အထူးသဖြင့်ကျွန်တော်တို့မှာဂျေဒန်ဆန်ချိုမိုက်ကယ်ရက်ချ်ဘော့အန်တိုနီဆန်တိုမာလာစီယား ဒီကစားသမား3လျောက်ကကျော်တော့အသေးအတွက်ကိုရောင်းချဖို့အတွက်အမေကစိုးလှုပ်ဆောင်နိုင်မှရမှာမာကတ်ရေးရှိဖို့ဆိုရင်လည်းသူ့ကိုဘယ်လောက်နဲ့ပဲရောင်းချချကျွန်တော်တို့ကအမြတ်ပဲဟုတ်တယ်မလားအင်ဒိုနီးရှားတို့ကြပြန်တော့လဲကျွန်တော်တို့အသင်းဘက်ကတော့သူ့ကိုပေါင်သက်တရာနေနေပေးဝေပြီးတော့အခုရောင်းချပြည့်နေရမှာပေါင်သက်60လောက်တော့ရမှာမဟုတ်ဘူးကြည့်ရတာပြီးလို့ချင်းကြည့်တဲ့ဆန်ကျိုးစစ်စစ်တဲ့ပဲဆရာတွေကြောင့်ဘယ်အသင်းကမှသူ့ကိုဝေမှာမဟုတ်ဘူး ဆိုတော့ဒါကကျွန်တော်တို့အတင်းရင်းတိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့ကာနာရှိုရဲ့အင်ရောက်ရှောင်းမှုနဲ့ပတ်သက်ပြီးတော့ဒလိုင်းမင်းတနည်းဌာနကနေလေးဖော်ပြလာတဲ့ကာနာရှိုဒီလိုမျိုးလှုပ်ဆောင်နေတာကလာမြင့်နေရတဲ့ကာလာတို့တွေမှာအတင်းကနေထွက်ခေါ်ဖို့အရင်မှပြားတယ်ဆိုပြီးတော့လေသူတို့ကဖော်ပြထားတယ်ဒါနဲ့ပတ်သက်ပြီးညီကတို့ဘလို့ထင်မြင်ရှိလေကာနာရှိုကစင်နိုရီဇုကမှာရောက်မရှာနိုင်ခဲ့ဘူးဆိုတော့နေရတဲ့ကာလာတို့တွေမှာဒီကစားသမားဖြစ်သူအတင်းဘက်က အမေရိကန်ဆုံးနဲ့လွယ်လက်နိုင်ရှင်မလားသူတွေမလို့ချင်းနောက်ထပ် စတိန်ထားနိုင်ရည်ရှိမလားဆိုတော့ညီကိုတို့ရဲ့အမြင်တွေကိုဆွေးနွေးပေးကြပါအောင်မနေ့ပြကျွန်တော်နေကိပိုင်းမဟုတ်ရင်ညပိုင်းလောက်မှာကျွန်တော်တို့ဒီလာမယ့်တောက်ကြနေ့မှာကစားမယ့်စစ်တရနေ့ပေါ့ဗျာကျွန်တော်တို့ဒီ United အသင်းနဲ့လိုင်ယန်အသင်းပေါ့ဗျာလိုင်ယန်ရဲ့အင်ကွင်းမှာ you ပါလိုက် quarter final အဆင့်ပွဲစဉ်ကိုကျွန်တော်ပွဲချင်းသူတင်ရဲ့ဗီဒီယိုလုပ်ဖို့ရှိတဲ့အတွက်အဲ့ဒီပွဲချင်းသူတင်ရဲ့ဗီဒီယိုကိုလည်းညီကိုတို့စောင့်မျှော်ကြည့်ကြည့်ပွဲပွဲကျွန်တော်တိုက်တွဲလိုပါတယ်။ United ဖန်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသား ကဘာတို့ကဘာသားပေါင်းတို့တဘာဝဘေးရန်တွေအပေါင်းမှာအမြဲဆုံးကွင်းလဲနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးနေတဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရစေ။ Like and Subscribe လေးတွေမလိုအပ်သင့်အသေးသေးတော့မင်ဗျာ Like and Subscribe လေးနဲ့ Notification ကောင်းလောက်လေးကိုတိတိုက်ပေးဖို့ကျွန်တော်တောင်းဆိုပါရစေ။အားလုံးပဲကျေးဇူးများကြီးတင်ပါရစေ။အားလုံးပဲ Okay ပါ။တာယာပြောရှင်တဲ့ဘောလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ထဲမှန်ပြီးတော့ဆုမင်ကောင်းတောင်းလိုက်ပါရစေ။အားလုံးပဲ Okay ပါ။